အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါကျွန်မတို့ channel ကနေဖက်ပြတ်သွားမယ့်ဇာတ်ုပ်လေးကတော့နေမင်းနဲ့လေမင်းဆိုတဲ့ဇာတ်ုပ်လေးပဲဖြစ်ပါတယ်တင်းမြမြကိုကမြန်မာပြန်ဆိုထားပါတယ်ချစ်တီမင်္ဂလာရှိတဲ့နွေရသေးရဲ့တနေ့မှာနေကထုံးလင်းတောက်ပပြီးလေကလည်းတိုက်နေတဲ့နေကဝမ်းမြောက်ပျော်ရွှင်စွာနဲ့တပြင်းချပြီးလေကိုပြောလိုက်တယ်ဟိုမှာပျော်ရွှင်နေတဲ့လူတွေကိုချီးစမ်းပါဦး ထိုအခါလေကလည်းနေကိုပြန်ပြောလိုက်တယ်။သူတို့ကတန်ဖိုးရှိတဲ့အချိန်တွေကိုအကျိုးရှိရှိအသုံးချနေကြတာပဲနော်။သူတို့ကနေစာလုံနေကြတာပြောစရာပဲ။လေကအသက်ကိုပြင်းပြင်းရှူသွင်းလိုက်တယ်။လေကနေထက် သူကပိုပြီးစွမ်းအားကြီးတယ်ဆိုတာကို ပြချင်နေတဲ့။ဒီတော့နေကိုလေကအခုလိုပြောလိုက်တယ်။ခမည်းကို ကြည့်ရတာကြောက်ကိုမနာလို့နေတယ်လို့ပဲ။ ဘာကြောင့်ဆိုတော့ကျုပ်ကခမရထက်ပို့ပြီးအားကြီးလို့မဟုတ်လားလေကပျော့ပျော့ဆွဆွနဲ့ပို့ပြီးအားကြီးအောင်မှုတ်ထုတ်လိုက်တယ်လေကအသက်ကိုပြင်းပြင်းရှူသွင်းလိုက်ထွက်သက်လေကိုပြင်းပြင်းမှုတ်ထုတ်လိုက်လို့နေတော့လေပြင်းအားကအယမ်းကိုအားကောင်းစွာနဲ့တိုက်နေတာပေါ့လေတိုက်ခတ်တဲ့ပြင်းအားကြောင့်တဲတွေကကန်းစီတစ်ချောင်းလွင့်စင်ကုန်တယ်လေနဲ့အတူရောပြီးနေရာတိုင်းကိုတဲတွေဖုံးလွှမ်းသွားစေတယ်ဒီအခါ စောစောကကန်းချီမှာနေစာလုံနေတဲ့လူတွေကတဲရီတန်ကလွတ်အောင်ပုန်းခွစီရာရှာကြည့်ကြတာပေါ့လီကသူ့ရဲ့အစွမ်းကိုနေမြအောင်ပြလိုက်ပြီးအခုလိုအောင်ပွဲခံနေလေတန်နဲ့ပြောလိုက်တယ်ခမားကြိုက်တယ်လို့ပူကြည့်လိုက်လေကျုပ်အစွမ်းထက်တာနေသလားကြည့်ရအောင်ခမားကကျုပ်ထက်တော့တာနိုင်မယ်လို့မထင်ပါဘူးဒီအခါနေကလည်းပြန်ပြောတယ်မကြခင်ကျုပ်အစွမ်းကိုခမားတွေးရမှာပါ ကျုပ်တို့ပြိုင်တဲ့အခါဟောဟိုကအမျိုးသားတယောက်ကိုအတုံးပြူမလားလို့လေကပြောတော့နေကလည်းရရတယ်သဘောပဲလို့ပြန်ပြောလိုက်တယ်။လေကအရှိန်အပြင်းဆုံးဖြစ်တဲ့အထိမှုတ်ထုတ်လိုက်တယ်။လေရဲ့မှုတ်ထုတ်လိုက်တဲ့အားကြောင့်တစ်ပင်တွေကွေးညစ်ကြသွားပြီးလူတွေရဲ့သပင်တွေနဲ့အဝိစာရီအလုံးတစ်ဖြက်ဖြက်အတံမြီစွာနဲ့လွင့်မြောနေကြတာပေါ့။ကျုပ်ရဲ့လေပြင်းအားနဲ့ ဟောဟုံမျိုးသားဝတ်ထားတဲ့အင်ဂျီကိုလွတ်ပြီးလွင့်သွားအောင်လှုပ်လိုက်မယ်လို့လေကပြောတော့နေကတယောက်တည်းပြုံးလိုက်တယ်။လေတိုက်လုံးတဲ့တန်ကြောင့်စောစောကလူကအယံကိုချမ်းစိန်သွားတာကိုကြည့်ပြီးနေကဒီလူတော်တော်ချမ်းသွားပုံရတယ်လို့ပြောလိုက်တယ်။လေကတော့ဆက်ပြီးတိုက်နေတော့မှပဲ။ဒီအခါချမ်းလွန်းနေတဲ့လူကလမ်းဘေးမှာရှိတဲ့တဲကလေးတစ်လုံးစီကိုခိုလုံဖို့ပြေးဝင်သွားခဲ့တယ်။လေကတော့တော်တော်လေးတိုက်ထားရလို့အယံကိုပင်မနေပြီပေါ့။ ဒါကြောင့်ကျုပ်အရှုံးပေးပါပြီဒီထက်မတက်နိုင်တော့ဘူးလို့နေကိုပြောလိုက်တယ်။ဒီအခါနေကဒီလိုပြောဖို့စောပါသေးတယ်ဗျာ။ကဲအခုကျုပ်အလဲရောက်ပြီကြည့်ပြီတော့လို့ပြောလိုက်တယ်။နေကစပြီးသူ့ရဲ့အပူချိန်ပြင်းပြင်းနဲ့စတင်ပူလိုက်ပါတော့တယ်။ထို့အချိန်မှာဆော့ဆော့ကလူကခိုးလုံးနေရာတဲကလေးတွေကနေအပြင်ကိုခေါင်းပြူပြီးကြည့်လိုက်တယ်။မကြခင်မှာပဲနေဘူးတန်ကိုစတင်ခန်းစားလိုက်ရတော့တဲတွေကလူလဲပူအိုက်လာတော့တယ် ဟူးဒီအင်ဂျီကတော်တော်ပူတာပဲလို့ဒီလူကထင်လိုက်တယ်။ဒါကြောင့်အင်ဂျီကျဲသီးတွေကိုစဖြုတ်ပါတော့တယ်။နောက်ဆုံးတော့အင်ဂျီကိုလုံးဝချွတ်လိုက်ပြီးဒီချိန်ကရေခဲမုန်ဆာရမယ့်အချိန်ပဲလို့တွေးလိုက်တဲ့။ပူလိုက်သွားတဲ့အချိန်တွေကို ကြည့်ပြီးနေကကြုံနိုင်ပြီနော်လို့လေကိုပြောလိုက်တယ်။လေကတက်ပြင်းချလိုက်ပြီးနေပြောတာကိုဆက်နားထောင်နေလိုက်တယ်။ကျုပ်ကသူ့ကိုအင်ဂျီတွေလက်အိတ်ခြေအိတ်တွေပါချွတ်ခိုင်းတော့မှာ။ အခုဘသူကအာကြည့်တယ်စွမ်းအားမြင့်တယ်ဆိုတာကို တွေ့မြင်ရပြီမဟုတ်လားနေရဲ့ပြောစကားကြောင့်လေကမကြည်မနှက်နဲ့တက်ပြင်းချရင် အဝေးကိုထက်သွားပါတော့တယ်ပုံမြင်လေးကတော့ဒီလောက်ပါပဲရှင် အဆုံးထိနားဆင်ပြီလို့ကျေးဇူးတင်ပါတယ်ရှင်